ဒန်ယာကတော့ Halloween နာနီးလာပြီဆိုတော့လေကျွန်တော်ပုံစံလေးက Brad Pitt ရဲ့7ရဲ့အဲ့ character လေးပုံစံမျိုး inspire ယူလာပါကျွန်တော်ကအဲ့လိုအရင်ကလည်းတက်ဖို့တော့အာအများတန်းရှိတယ်ဒါပေမဲ့ကလေးတွေကအကြံဉာဏ်ပေးတာနဲ့တက်ဖြစ်တာဟုတ်ကဲ့အဓိကကလေးတွေကဟားတဲ့ဒီဒီလိုပုံစံဝတ်တဲ့ဒီလိုပုံစံလောက်ဆိုအေးကောင်းတယ်ကောင်းတယ်ဆိုပြီးလောက်တာကလေးတွေမြောက်ပေးလိုက်တာပါအဲ့အဲ့လိုရမို့ကျွန်တော်အဲ့လိုအဲဒီဒီ character လေးကိုပေါ့နော်ရင်းပွဲဆိုရင်တော့ငါဒီလိုလေးတက်ရင်ကောင်းမှာပဲဆိုတဲ့ဟာလေး ကျွန်တော်ပထမစဉ်းစားထားတာတော့အမဲအမဲရောင်ဝဲမလို့ဟိုပရိုဂျူဆာအမဲမွေးပါနဲ့တဲ့အမဲချောင်ဝေးပါတဲ့ group ထဲမှာပို့တယ်။အဲ့နဲ့ defection လေးဖြစ်သွားတယ်။အဲ့ဒါကကလေးတွေလာပြရတာ။ကိုယ်တည်းကိုယ်တည်းသဘောကျရတယ်ပြီးတော့ကလေးတွေလာပြရတဲ့မှာကိုယ်လူမျိုးလေးသူတို့ကဝစ်ဆုံပဲပြောတာ။ကိုယ်လူမျိုးလေးဝစ်ပါလားဆိုတော့ငါတို့အိညာစီစဉ်ထားပြီးသားဟာနည်းနည်းကတ်သွားတယ်။ကတ်သွားတော့နောက်တစ်ခါထပ်စီစဉ်ဖို့ဆိုတော့ဘယ်ဟာဝင်ကောင်းမလဲမသိဘူးဆိုပြောတယ်သူတို့ကအဲ့ဒါဒီပုံစံလေးဝစ်ပါလားဆိုတော့အေးမစိုးဘူးအမျက်နှာပဲကြာအမျက်နှာဒဏ်ရာပါထည့်မယ်ဆိုတော့ဒဏ်ရာပါထည့် ရင်းမှာကျွန်တော်ဟိုဒီရုပ်နိုင်မင်းထွန်းနေနဲ့ပြုဆောင်တော့ပါတယ်။ဒန်ယာကသူက Halloween night နီးလာပြီဆိုတော့လေကျွန်တော်ပုံစံလေးက Brad Pitt ရဲ့7နဲ့အဲ character လေးပုံစံမျိုး inspire ယူထားတာပါ။ကျွန်တော်ကအဲ့လိုအရင်ကလည်းတက်ဖို့တော့အအများတန်းရှိတယ်။ဒါပေမဲ့ကလေးတွေကအကြံဉာဏ်ပေးတာနဲ့တက်ဖြစ်တာပေါ့။ဟုတ်ကဲ့။အဓိကကလေးတွေကဟားတဲ့ဒီဒီလိုပုံစံဝတ်တဲ့ဒီလိုပုံစံလုပ်တဲ့အေးကောင်းနေကောင်းနေဆိုပြီးတော့လုပ်တာကလေးတွေမြောက်ပေးလိုက်တာပါ။မဆက်ဆက်ပါဘူး။အဲဒီမှာမှလည်းသူကအရေး character ဆိုတော့လေ အဲ့လိုမျိုးလေးသူသူကားထဲမှာလည်းသူရဲကာရိုက်တာလေးဆိုတော့ကိုယ်လည်းရဲကာရိုက်တာလေးဆိုတော့အဲ့အလေးကို inspire ယူထားတာတရားတွေတော့မရပါဘူးတရားတွေမရပါဘူးမေးကြရတယ်မေးကြရတယ်နောက်ဆိုစာလေးကတ်ထားအောင်ကိုယ့်ကိုကိုယ့်ကိုပဲပေါ့ကိုယ့်ကိုပဲတမလာဒီနားလေးကစောင်းသွားလိုက်ပြန်ဖြတ်လိုက်နှာခေါင်းလေးကအောက်ရောက်သွားလိုက်ပြန်ပေါ်တင်လိုက်နေရှိတယ်ဟုတ်လို့ကျွန်တော်အဲ့လိုကိုလှုပ်ချင်တာလုပ်နေရတယ်ပျော်တဲ့လူသားမျိုးလေအဲ့တော့အဲ့လိုခုနကတော့ဆရာမြတ်ခါမယ်မင်းတော်ဝင်အစ်စ်ကိုဘယ်တော့မြင်ရမှာလဲမဟုတ်ဘူးလို့မင်းတော်ဝင်ဆိုတာ အာလူတွေအများကြီးထဲမှာဟိုဒူးရဖြစ်စရာပေါ့နော်မင်းတော်ဝင်ဥမာသဘောကောင်းတယ်သဘောမကောင်းအဲ့လိုစသဖြင့်အဲ့လိုပုံစံတစ်မျိုးနဲ့ကျွန်တော်မနေခြင်းဘူးအဲ့ကြောင့်မို့နောက်ထပ်ပုံစံတစ်ခုပြောင်းလာနောက်နှစ်မှာလည်းဒီချက်နောက်ထပ်ပုံစံတစ်ခုထပ်ပြောင်းမယ်ဒီကားမှာကကျွန်တော်ကဒီလိုမျိုးဇက်ရုပ်ကိုရှေ့မှာ short film မှာတော့ရိုက်ခဲ့ဘူးတယ်အာ series အနေနဲ့ကြတော့ပို့ပြီးတော့စင်းနေလဲပို့များတယ်အတောင်လဲပို့ကြီးတယ်ပေါ့နော်အဲအဲ့တော့တခြားလေးတော့ပြင်ဆင်ရတယ်ရိုက်ကူးရေးပြင်ပအချိန်နေမှာပါဒီ character အတိုင်းနေတယ်တကူရေးသုံးဆောင်နေရစား ပြောင်းပြီးတော့သုံးတယ်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တေချာလေးတော့စိတ်နဲ့ပြောကြိုးစားထားပါတယ်ဟုတ်ဒါကတော့ဟိုတောင်နဲ့တောင်နဲ့ကြားမှာအဲ့လိုရင်းလိုက်ရတဲ့ຢာရှိရပေါ့တခါတရံကျတော့ကုလိုဂျင်တဲ့ຢာတွေဖြစ်ဖို့အတွက်ရင်းလိုက်ရတယ်ဆိုတာမျိုးလေးကိုအတိတ်ပဲနဲ့ပေးထားတာပါအဲ့သဘောကျပါတယ်သဘောကျပါတယ်ဒီကားလေးကဟို crime ဆိုတဲ့အတိုင်းလူ့ဝက်ချက်ကလေးတွေနဲ့အဲ့လိုမျိုးဇလံမျိုးစားလေးပါဟုတ်ပါတဲ့လူတွေကလည်းအကုန်လုံးကျွန်တော်လူငယ်တွေအကုန်လုံးအများကြီးစူးစမ်းထားပါတယ် ။မိုးမွန်းနဲ့စုံရတယ်။တော့ပြူးရင်မာတဲ့စုံလာတော့လေ။အဲယင်းနီးနဲ့ပြူးရင်မတိုင်ခင်နဲ့ကလည်းယင်းနီးတယ်။ဟိုတရုတ်ဆောင်နေနဲ့ကကျတော့ထက်စုံရတော့ပိုယင်းနီးတာပေါ့။ရိုက်ကွင်းမှာအမှတ်တရကကျွန်တော်စင်နေရင်စိုက်တာတကားလုံးပါလေ။ကိုစင်နေရင်ရိုက်တယ်။နောက်ပိုင်းတကယ်တန်ပိုစင်းနေပြည့်ရဲ့လောရဲ့ဖမ်းရဲ့မှာနေမကောင်းမှုချောင်းနေဆိုတာ။ဒါပေမဲ့တော်သေးတယ်အဲ့ချိန်မှာကျကွာဒါလို့တိတ်မပြောရတော့ပြေတော့အဖမ်းနေပဲဖြစ်သွားလို့တော်သေးတယ်ဒါလို့အများကြီးတွေပြောနေပြီးတော့ dialogue တွေကတော့ ရဲတွေအသုံးနှုံးနဲ့အသုံးနှုံးနဲ့ကျွန်တော်ပြင်ပမှာမသုံးနှုံးနေကြပါဟုတ်ဘူးအဲသူတို့ရဲ့ဇကားတွေနည်းနည်းပြင်ပတွေအတွက်ဆိုစာဆန်တယ်နည်းနည်းခတ်ထောက်ထောက်လေးတွေဖြစ်တာပေါ့နော်အဲ့ဒါလေးကိုကိုဒီနေတူဝါဇကားလိုမျိုးပြောနေကြလူတယောက်ဖြစ်အောင်တော့အဲ့ဒါလေးပြင်ဆင်ရတယ်ဘလို့မှတ်တရလဲဆိုအဲ့လိုပေါ့အဲဒါတော့ရိုက်ခွေးသဘောသဘာဝအတိုင်းပေါ့နော်ကျွန်တော်တို့ရိုက်တော့တာအစင်လိုက်တွေဖြစ်နေတယ်ကျွန်တော်တို့ရိုက်တဲ့အချိန်မှာကိုစင်ကိုဆိုလို့အဲ့လိုမျိုးတွေတဲပြီးရိုက်ကြတာကိုကိုကဥမာရိုက်ခွေးရက်ကိုဆက်ရက်ပေးထားလားတပတ်ပေးထားလားစသဖြင့်နဲ့ဖြတ်ကြတာဆိုတော့ အခုစင်ကိုကိုပြီးကိုကိုပြီးကိုအဲ့လိုရိုက်ရတာပေါ့နော်ပြန်ဒါလောက်တရားလိုက်မှာခက်ထောက်ထောက်တွေပြောရတယ်ဒါပေမဲ့အကောင်းဆုံးတော့ကိုလုံးထိုင်ခဲ့ပါတယ်ကျွန်တော်ပြန်ပြန်ပြရတဲ့ဘိုင်းလေးတွေမှာကျွန်တော်လည်းလာလာပြရတယ်လေနောက်ပြမယ့်အပိုင်းလေးလည်းလာပြရတဲ့အချိန်မှာကိုကိုလည်းကျင်နေအားရပါတယ်လူရှိလဲဆိုတော့ကျွန်တော်ကပြောလို့ပေါ့အာကျွန်တော်မြင်နေကြပုံစံမဟုတ်တဲ့နောက်ထပ်မင်းတော်ဖြစ်မယ်လို့တော့ထင်ပါတယ်အဲ့လိုရမဟုတ်ကျွန်တော်အဲ့လိုအဲဒီဒီ character လေးကိုပေါ့နော်ရင်းပွဲဆိုရင်တော့ငါဒီလိုလေးတက်ရင်ကောင်းမှာပဲဆိုတဲ့ဟာလေး ကျွန်တော်ပထမစဉ်းစားထားတာကအမဲအမဲအောင်ဝဲမလို့အမပရိုဒူဆာအမဲမွေးပါနဲ့တဲ့အမဲချောင်ဝေးပါတဲ့ group ထဲမှာပို့တယ်။အဲ့နဲ့ defection လေးဖြစ်သွားတယ်။အဲ့ဒါကမကလေးတွေလာပြရတာ။ကိုယ်တည်းကိုယ်လည်းသဘောကျရတယ်ပြော်ကလေးလာပြရတယ်မှာ။ကိုယ်လူမျိုးလေးသူကဝစ်ဆောင်ပဲပြောတာ။ကိုယ်လူမျိုးလေးဝစ်ပါလားဆိုတော့ငါတို့အိညာစီစဉ်ထားပြီးသားဟာနည်းနည်းကက်သွားတယ်။ကက်သွားတော့နောက်တစ်ခုထပ်စီစဉ်ဖို့ဆိုတော့ဘယ်ဟာဝင်ကောင်းမလဲမသိဘူးဆိုတော့ပြောတော့သူကအဲ့ဒါဒီပုံစံလေးဝစ်ပါလားဆိုတော့အေးမဆိုးဘူး။အမျက်နှာပဲကြာအမျက်နှာဒဏ်ရာပါထည့်မယ်ဆိုတော့ဒဏ်ရာပါထည့် အမှန်တော့အခုလိုပွဲတက်လောက်ပဲလုံးဖြစ်မှာပါအဲ့အပြင်ပားကကျွန်တော်တို့ကကိုကိုတိုင်ကိုလှုပ်ချင်တဲ့ဟာတော့မှကျွန်တော်အများကြီးလှုပ်လို့မရဘူးကျွန်တော်ဆိုအမှန်တမ်းပြောရင်သဘင်အဲ့လို body နည်းနည်းရှိကျင်တယ်ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ type ဆိုကျွန်တော်အခုပတိုင်းမှုတွေပေါက်ချင်တယ်သဘင်ရှိထားချင်တယ်ဒါပေမဲ့ကျွန်တော်ထားလို့မရဘူးအဲ့လိုလိုပေါ့နော်ကျွန်တော်က character တစ်ခုတစ်ခုပြောင်းနေရတဲ့အခါမှာကိုလှုပ်ချင်တဲ့အရာကြီးကိုအမြဲတမ်းဆွဲကင်ထားလို့မရဘူးတေးဥဆောင်လို့ဆိုတော့လေမိုက်တယ်လေတေးဥဆောင်တာမိုက်တယ် အာဇကားတိုင်းမှာဟိုဒါကြီးကအခုတည်းကပြောစရာမလိုပါဘူးဇကားတိုင်းမှာကာရက်တာတွေပြောင်းနေအဲ့လိုမျိုးဟိုအရန်မိုက်တယ်အထာကြတယ်ဆိုတာမျိုးဖြစ်နေမှာเนาะအသက်ရွယ်ဘယ်လောက်ပဲကြီးကြီးဟုတ်အဲရင်းမှာတော့ကျွန်တော်တို့က crime ဆိုတဲ့အတိုင်းဒီဟိုအချိုးခွေလေးတွေပါတာပေါ့เนาะဒီကားထဲမှာဟိုဇက်ကောင်လေးတွေကသူအတူမြုပ်ွက်လေးတွေနဲ့အာကျွန်တော်ဆိုလဲဇလန်းတစ်ခုဖတ်ပြီဆိုလို့ချင်းကိုဘာလို့ရမှာလဲပေါ့เนาะဒီကားထဲမှာငါရဲ့တန်ဖိုးစင်းရဘာဖြစ်မလဲအဲ့အလေးနေပဲဦးစားပေးပြီးတော့ဖတ်ဖြစ်ပါတယ် အာဒီကားမှာလည်းဒီတော့ရတဲ့စိတ်နေတွေလည်းပါတယ်အာပြီးတော့ဇာတ်ရုပ်ကလည်းကိုမလုပ်ဘူးတဲ့ဇာတ်ရုပ်တစ်ခုဖြစ်တယ်ပေါ့နော်အဲအကြောင်းလည်းလက်ခံပြစ်တာအဲအဲ့ဒီအတိုင်းလည်းတခြားလို့လုပ်ခဲ့ပါတယ်ပြီးတော့ပါဝင်တဲ့ကျူသားတဲ့လူအားလုံးလည်းမကိုရင်းတစ္ဆာကိုခုနကကျေးဇူးတင်ဖို့ကြံသွားတာညီလေးကျော်စင်မင်းမြတ်နောက်ဇဘူမင်း production ကိုကျွန်တော်တကယ်ကျေးဇူးများရတဲ့ပါတယ်အာအများရန်တတိယရှိပေးတယ်ပေါ့နော်တတိယရှိပေးတဲ့အတွက်ကျေးဇူးများရတဲ့ပြီးတော့ကိုရင်းတစ္ဆာကိုဒီဖန်တီးတဲ့လူချင်းရဲ့မှာဖန်တီးတဲ့လူတူတူတယောက်ချင်းကျေးဇူးများရတဲ့ပါတယ် ဘာရှိလဲဆိုတော့ series နှစ်ခုကျွန်တော်ဇက်ပို့ထားတယ်ဇက်ပို့ထားတယ်နှစ်ခုလုံးကရိုက်ဖြစ်ရိုက်ဖြစ်မှာပါဒါပေမဲ့အများကြီးပရိသတ်ကိုဟိုတရားဝင်သူတို့တွေမတင်ကြသေးဘူးကိုလည်းမတင်သေးတဲ့သဘောပါအဲတခုကတော့ villain character လေးဖြစ်မယ် villain ကအရင်စိုးသွားတောင်းကျမ်းနေရတော့မဟုတ်ပေမဲ့အဲ့လိုကိုကပတ်စံတိတ်အဆင်မပြေတော့ပတ်စံချမ်းသာတဲ့မိမကိုကောက်ယူလိုက်တာဒါပေမဲ့ရောက်ခမားနဲ့အဆင်မပြေတော့အဲ့လိုပေါ့အိမ်တော်ကြီးတွေဖောက်ပြန်အဲ့လိုအဲ့လိုမျိုး character လေးကျွန်တော်ရိုက်ဖို့ရှိတယ်နောက်တစ်ခု series တစ်ခုကတော့ဟာတာ ဇလန်တွဲလေးရှိတယ်နှစ်ခုလုံးဇလန်တွဲပဲအာ12လ17လပိုင်းနေမှာရိုက်ဖြစ်မယ်ပေါ့နော်ဟုတ်တခြားလည်းရိုက်ဖို့လေးတော့ရှိတယ်အဲ့လေးကတော့ပြောထားတော့မယ်အာပရိသတ်ကိုကျွန်တော် ပြောချင်တာကတော့ကျွန်တော်အာတရက်တက်တရက်တခါတက်တခါတစ်နှစ်တစ်နှစ်မှာပို့ပြီးတော့အာစူးစမ်းနေပါတယ်ကျွန်တော်စူးစမ်းမှုနဲ့ထိုက်တန်နေအားပေးမှုအားပေးပါလို့ပြောချင်ပါတယ်